ဒီ CRM တော်တော်များများကရင်ပွင့်ကြတယ်ဘောနော်ကိုဒီတားလိုက်ရအဝင်ဝိုင်းကတော်တော်များများက CRM ကိုမေ့နေကြတယ်ဒီဆက်အားမှာရှင်စနေအနည်းပြက်ပြီးတော့ကိုယ်နိုင်ငံကိုကိုယ်ပြည်ကို ပြောင်းချင်တာပဲရှိတာပေါ့အာသာရှိမလို့ကျေကုန်ကမေကိုလိုက်စင်တာ မြန်မာနိုင်ငံမှာမရောက်နိုင်ဥဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုကတရဝင်းအရသာအစိုးရကောင်းဆောင်တွေကိုဖမ်းဆီးပြီးမတရားအာဏာသိမ်းပြီးတဲ့နောက်မှာတော့နိုင်ငံအစိုးရဝန်ထမ်းအများအပြားဟာ CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြပါတယ်။အကြမ်းမဖက်အာဏာပြည်ဆိုင်ရေးလှုပ်ရှားမှုတစ်ဖြစ်လေ CDM လှုပ်ရှားမှုဟာစစ်အာဏာရှင်တွေအတွက်အရှိုက်ထိစေတဲ့ထိုးနှက်ချက်တစ်ခုဆိုလည်းမမှားပါဘူး။ အစိုးရရဲ့ကျွမ်းကျင်ပညာရှင်တွေအရေးပါလာတဲ့ဝန်ထမ်းတွေက အာဏာပြန်ဆန်လိုက်ကြတဲ့ခါမှာတော့အုတ်ချုပ်ရည်ရန်ရာကလည်းကောင်းကောင်းမွန်မွန်ဆက်လက်မလဲပတ်နိုင်တော့ဘဲပျက်စီးသွားခဲ့ရတာဖြစ်ပါတယ်။ရုပ်မှာရက်ဆက်လာတဲ့စေအုပ်စုဟာရက်ဆိုင်သွားတဲ့အုတ်ချုပ်ရည်ရန်ရာကိုပြန်လည်အသက်သွင်းဖို့နိုင်ငံဝန်ထမ်းတွေကိုအတင်းအကျပ်ဖိအားပေးပြီးအလုပ်ပြန်ဝင်ခိုင်းတာတွေမတရားဖမ်းဆီးရေးယူတာတွေပြုလုပ်လာပါတော့တယ်။ဒါကြောင့် CDM ဝန်ထမ်းတွေဟာ စစ်ကုပ်စုရဲ့ဖမ်းဆီးနှိပ်စက်ခံရမှာကိုကြောက်လို့ကတကြောင် အာနာရှင်တွေရဲ့ထောက်တိုင်မဖြစ်လို့တဲ့စိတ်ကတဖို့စစ်အုပ်စုရဲ့လက်အောက်ကနေလုံမြောက်ရာနေရာကိုကိုယ့်ရဲ့ပိုးအိမ်တွေစွန့်ခွာပြီးထွက်ပြေးသိမ်းရှောင်ရပါတော့တယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မဲဆောက်မြို့လေးကတော့ စီရီယံဝန်ထမ်းတော်တော်များများရဲ့ခုလုံရနေရာလေးပါရှီပြောင်းလို့သမားတွေစပင်းဆောင်ဒုက္ခတွေတွေနဲ့အတူမြန်မာနိုင်ငံသားအများစုအတူရှင်သွဲနေထိုင်ကြတဲ့မြို့ငယ်လေးတစ်မြို့ဖြစ်ပါတယ်မဲဆောက်မြို့ရဲ့မနက်ခင်းကလှပပြီးမယ်စီရီယံဆရာမတွေရဲ့မနက်ခင်းတွေကတော့အရင်ကလိုမလှပတော့ပါဘူးကိုထိုင်ကြရာနေအိမ်ကနေစုံခွာခဲ့ရပြီး နေရာအစ်စ်ပဝင်းကျင်အစ်စ်မှာရှင်တန်နေထိုင်ရတဲ့ဒုက္ခကိုဝါဒနာပါရာပရော်ဖက်ရှင်နယ်အလုပ်ကိုဆုံးလုပ်ခဲ့ရပြီ ဝိုင်းရီအတွက်ဦးစားပေးကရရအလုပ်ကိုရှာဖွေလုပ်ကင်ရတဲ့ဒုက္ခခြေရခင်ရတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့အဝေးမှာမတိရမခင်ရတဲ့ဒဇိန်တွေနဲ့အတူရှိနေရပြီးအပြည့်အဝမပြုံးမရဲနိုင်တဲ့ဒုက္ခဥပင်ကြောက်ကြမှုတွေနဲ့ကိုရောစိတ်ပါမလုံခြုံရတဲ့ဒုက္ခတွေကစီရီယမ်ဆီယမ်တွေရဲ့ဘဝမှာလူသားမဆန်နိုင်တော့တဲ့ဖြစ်ပျက်တွေပါပဲဒါကြောင့်မဲဆောင်မြို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကတက်ကြွလန်းဆန်းနေကြပြီမြင့် CDM ဆီယမတို့ရဲ့စိတ်တွေကတော့လေးလံထိုင်းမိုက်နေလျက်ရှိပါတော့တယ်။ရောအကောရာ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 နာရာ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 ဒီကတော့အရင်တော့ကကြတော့ဒီဝန်တန်းဖြစ်တဲ့အတွက်ကြောင့်မလို့တင် जा ရေးတာဝန်ယူတဲ့ခါကြတော့လေဒီ normal light ပဲပေါ့နော်တင် जा ရေးဟိုဆရာဆရာမရဲ့ normal light ပုံမှန်နေပဲသွားတာပေါ့အရင်ထူးထူးတွေပေါ့တော့မရှိဘူးပေါ့ ဒီအာနာမသိငင်ကတော့ဒီစတင်မယ်ကိုမိသားစုတာဝန်လုပ်မယ်နောက်တစ်ခုကကိုမိဆွေတွေနဲ့ကိုရဲ့မိသားစုပတ်ဝန်းကျင်မှာဟိုကိုမိသားစုအရေးလုပ်မယ်ဒီလောက်ပဲပေါ့တာမန်လိုက်ပေါ်လာမှာပဲနိပုံမှန်လေးပဲပေါ့စတေဘယ်ဖြစ်နေတာပေါ့နိသူတို့905ဝရန်ကတ်တာတော့ရှိတာပေါ့အဲ့ဒီဝရန်ကတ်တဲ့နောက်မှာတော့ပြည်တွင်းမှာပဲဒီလိုပဲပေါ့နော်နေဒီရွာတွေမှာလက်ပတ်ပြီးတော့နေပြစ်တာပေါ့နော်ရှောင်ပြစ်တာပေါ့အဲစုမှုတန်းရှောင်ကြမှာပဲ ဟိုဒါပေါ့ဒါနဲ့တူစုဘုရားဆောင်ဒီတို့ဥပဒေပြဋ္ဌာန်းတဲ့ချိန်ကျတော့ဟိုအန်ဒီတို့တာမီနေအောင်လုံးဒီဘက်ကိုရောက်လာကြတော့ပေါ့ချားသူရဲ့ဒီရန်ပေါ့နော်မပုံနေဟိုခတ်တာယူပြီးတုံးဆွဲပြီးတော့ပေါ့လာရဲပြီးတခါကျတော့ယူခဲ့တဲ့လူကလည်းဖွားကြီးဆိုတော့အဲ့လိုမျိုးပေါ့သူဖွားကြီးပုံစံပေါ့ကိုနေစားပါစားအဲ့လိုမျိုးနဲ့ပေါ့ဒီဘက်ကိုဟိုရှောင်လာတာပေါ့နော်ကိုမန်းမသိအောင်ပေါ့လေရောက်ကျင်းတော့ခက်ခဲရဘယ်လိုကြုံလဲကြုံတော့ပေါ့သူမြေပဲနေထိုင်ရေးစားရေးတောက်ရေးအဆအဆရရပေါ့ အဲဒါမှလည်းဒီဘက်ရောက်တဲ့အချိန်မှာခုနလိုပေါ့ဒီအသင်းအဖွဲ့တွေကနေပြီးတော့ဒီလိုရိတ်ခါလေးတွေပေးတာတွေပါရှိတာပေါ့နော်အဲရှင်းနေပြီးတော့ရိတ်ခါလေးပေးတာရှိတယ်အဲရိတ်ခါလေးတွေရှောက်တယ်ပေါ့ပြီးတော့ခါကြတော့ဟိုတင်နန်းတွေပေးတယ်ပေါ့နော်တင်နန်းတွေတက်တယ်အဲတင်နန်းတွေတက်ပြီးအခုဒီခြေထိုးပေါ့ဒီခြေထိုးပန်းတို့တင်နန်းတွေတွေကနေလို့ပရာခုမှာတင်တယ်ပေါ့တင်နန်းပေးတာတက်တယ်တက်ပြီးတော့ခါကြတော့ပရာခုမှာပဲသူတို့ကကြတော့ဒီ နိုင်ငံတကာဘောเนาะဒီအရလေးတွေအော်ရာလေးတွေကောက်ပြီးတော့ဟိုအားပေးတယ်ဗောဒီမှာဒီဘရောက်မှာဒီတင်တန်းတက်တဲ့သူတွေကဒီစီရီယန်နေအဒီဘေ့စ်ဒီနောက်ပြီးတော့ဒီစင်ဂယ်မာသားတွေနောက်အကြောင်းမျိုးမျိုးနဲ့ဗောเนาะဒီနိုင်ငံကြီးနဲ့ပတ်သက်လို့ဒီဘက်ကိုရောက်လာကြတဲ့ဟိုဘာအကောင်အမျိုးသမီးအိမ်ဟာအမျိုးသမီးစုပေါ့အနေစုပေါ့အဲ့လူတွေကိုသူကတင်တန်းလေးတွေပေးတယ်ပြီးတော့အဲ့ဒီလူကတင်တန်းတွေတက်ကြတယ်အမှအဆုံးပေါ့တင်တန်းတွေကတော့ဒီခြီထိုးတာတွေရော cross stitch တို့ဒီအများကြီးပေါ့သူ့မွေးနှစ်ချောင်းသုံးချောင်းအဲ့ဒါတွေပေါ့ အဲ့ဒါလေးကိုပေးတဲ့ခါကျတော့အန်တီတို့ကအဲ့ဒါကြီးတက်ပြီးတော့သူတို့ကနေပြီးတော့ဒီ brow ဘူကနေတောင်းဝင်ပြီးတော့သူတို့ကဒီဟာလေးဖြန့်ပေးတာပေါ့ကွယ်ဖြန့်ပေးတဲ့ခါကျတော့ကိုယ့်ရဲ့ဒီစောင်းဝင်းနေဟိုအလုံးစုံမဟုတ်ပင်နဲ့ဘယ်လိုခေါ်မလဲနည်းနည်းအနည်းငယ်အနည်းငယ်တော့အထောက်ပံ့တော့ဖြစ်စေတာပေါ့တော့ဒါကလည်းသူ့ရဲ့ online မှာဒီဒီ design လေးတွေကြောင်ညာလေးတွေသူလုပ်တယ်ပေါ့အဲ့ဒါလေးနေပသမီးနေရောအော်ဒီလိုပဲမလောက်ငါပဲနေလေဒီလိုပဲစူးစမ်းပြီးဖြည့်ရှင်ရတော့ဥမာဒီဘက်မှာကျတော့ ဒီဥဒီရဲ့ law အရာဆိုလို့ရှိရင်သူကဒီစာတင်တဲ့လုပ်တွေဘာတွေလုပ်တွေဆိုတာကဒီ time ဒီ law အရာဒီဒီ local law အရာဆိုရင်တော့လုပ်ခွင့်နေမရှိဘူးပေါ့နော်လုပ်ခွင့်မရှိကြအောင်စာတင်တာတွေကတော့အသက်အရွယ်ပေါ့နံပါတ်1ကနံပါတ်1ကတော့လုပ်ပလုပ်လုပ်ပိုင်ခွင့်မရှိဘူးနံပါတ်2ကကြတော့အသက်အရွယ်ပေါ့အသက်အရွယ်ပိုင်းခြားအရာကြတော့လေစာတင်မှုဒီမှာသိအဆင်မပြေတော့ဘူးပေါ့နော်မပြေတဲ့အတွက်ကြောင့်မို့လို့ဘယ်လိုပုံလဲ ဒီချာသမူဝမ်းကြောင်းမှဒီချီထိုးတာလေးတွေအဲ့လိုမျိုးပေါ့သမူဝမ်းကြောင်းတွေပဲတခါတရံကြတော့လေဟိုဟာလေးရောင်းကြလေးရောင်းပေါ့အဲ့လိုသမူဝမ်းကြောင်းပဲဖြည့်ရှင်းရတာပေါ့တမီးရဲ့ဒီတိုင်းရောက်တယ်ဆိုတော့ဒီတိုင်းရောက်တယ်ဆိုတော့ထိုင်းရဲ့စကားဒီတိယသူတို့ရဲ့ဒီတန်ထရစကားပေါ့သူတို့စကားလေးတွေထိုင်းဘာသာစကားလေးတွေလေ့လာတယ်နောက်ပြီးတော့မန်ဒဟက်နဲ့ပတ်သက်တဲ့သင်တန်းလေးတွေပေါ့နောက်တစ်ခါအခုဒီ flower app ပေါ့အဲ press flower app ဆိုတဲ့ဒီပန်းမွင့်နဲ့ အဲ့ဒါဒီကတော့တင်ထားလို့မပြဖြစ်တော့အဲ့ဒီတပတ်မွေးနဲ့ဒီဟိုကပေါ့ပန်းအစ်စ်ကလေးတွေကို brush လုပ်ပြီးတော့ဒီပကြီကားလေးတွေလောက်တော့ဗောနအဲ့တင်နန်းလေးတွေပေါ့ရှောက်တက်ရှောက်တက်တာဗောနအဲ့ခါကျမဖြစ်လဲဆိုကိုမတိခဲ့တဲ့အတက်ပညာတွေတိရတယ်ကိုယ်နောက်အချိန်ကုန်အချိန်ကိုပဲကုစားရတယ်ပေါ့အချိန်ကကိုယ့်ရဲ့ဒီဖြစ်တည်လာတဲ့စိတ်တန်ရာတွေမဖြစ်အောင်အချိန်အလုံးလုံးတဲ့တင်နန်းလေးတွေနဲ့ဟိုအချိန်ကိုပုံစီတယ်ပေါ့ ့အရင်ဘောကတော့လောက stable ပေါ့ဒါအကြောင်းသားတွေပဲနဲ့ဆီယမဆီယမနဲ့အနေနဲ့ဆိုတော့ stable ကလည်းဖြစ်ပြီးသားနောက်ပြီးတော့အားလုံးကရရာတိုးတက်မယ်လို့ပဲရည်ရထားခဲ့တာလေအဲ့တော့ဒီ9နှစ်တာဒီရက်သားအစိုးရ9နှစ်တာကာလမှာလည်းဘာပဲပြောပြောတော်တော်လေးလည်းပြောင်းလဲမှုတိုးတက်မှုတွေနောက်ပညာရေးပေါ့ကြီးကပညာရေးမှာပြောင်းလဲမှုလေးရှိလာခဲ့တဲ့အဖက်ဖက်ကပေါ့တိုးတက်ပြောင်းလဲမှုလေးရှိလာတော့နောက်9နှစ်ပေါ့နော် ်ညောင်၅နှစ်မြန်ဆက်ပြီးဟိုဘော်ဒီရတန်းဆိုးရဆက်ပြီးရခဲ့ရင်ဘာတွေလုပ်မယ်ဆိုတော့ planning နေပေါ့ရှိခဲ့တာပေါ့အဲ့ဒီပညာရေးနဲ့ပတ်သက်လို့ပြောင်းပြီးပြင်ပြောင်းလဲမှုတွေနောက်တစ်ခုကဒီကလေးတွေအတွက်ဒီပေါ့နည်းပညာအသစ်တွေအဲ့လိုမျိုးတွေပေါ့ဖန်တီးလို့ရတယ်ဆိုတော့အကြောင်းအရာတွေနောက်တစ်ခုကပညာရေးမှာအရင်တော့ဆိုလို့ရှိရင်ပညာရေးကတဖြည်းဟိုပါပေါ့ဘလို့ပဲပြောပြောဒီနိုင်ငံတကာနဲ့ရှင်ရင်ကွာကဘာနဲ့မဟုတ်သေးဘူးဒီအရှိတောင်အာရှ ကိုယ်ပိုင်အိန္ဒိယနိုင်ငံပဲနောက်ဆုံးအင်ဒိုနီးရှားလိုနိုင်ငံနဲ့ရှင်ရင်တော့အများကြီးပညာရေးတွေမှာလည်းနောက်နောက်ကျပြီးနိုင်ကြနေရရှိတယ်ပေါ့ဒါတွေလည်းပြပြပြောင်းလဲဖို့လည်းလိုအပ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီရသားဆိုရလက်ထဲနောက်ထပ်၅နှစ်မှာတော့ဒီလူငယ်တွေလည်းတိုးတက်လာမယ်အကုန်ပေါ့အဆဆရရပေါ့ကတိုင်းပြည်ရဲ့ဒီအရှာလူအရင်းမြစ်တွေနောက်ပြီးတော့ဗလည်းဒီတိုင်းပြည်ရဲ့သံရသာအရင်းအကုန်လုံးကအားလုံးကအားကောင်းအောင်နဲ့အရှိန်အဟုန်နဲ့တိုးတက်မဲ့ဟာတွေအများကြီးဖြစ်လာနိုင်တဲ့အချိန်မှာ လုံးဝဟောပေါ့နော်ပြူလဲသွားတဲ့အဆင့်ဆိုတော့ဘယ်လိုခေါ်မလဲအကုန်လုံးလွမ်းတော့ပေါ့အစာရတာကြီးအကုန်လုံးတော့ပြန်ပြီးတတိယကြိုင်ပဲပေါ့ စစ်အာဏာရှင်စနစ်အနည်းပြတ်ပြီးတော့ကိုယ်နိုင်ငံကိုကုတ်ပြည်ကိုပြန်ကျင်လာပဲရှိတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဘယ်နဲ့ဘူမသွားဖို့လဲရွေးချက်မရှိပါဘူး။ကိုယ်နိုင်ငံပြည်မပြောင်းလဲရေးပြန်လုံးမယ်။ဟုတ်တယ်မလား။ကိုမိတ်ဆွေပေါင်းသင်းနေနဲ့စုံမယ်ပေါ့။နောက်ပြီးတော့ကိုတိုင်းမြေကောင်းအောင်ဝိုင်းဝန်းဆောင်ရွက်မယ်ဆိုရဲစိတ်ပဲရီမန်းချက်ပြထားလို့ရတယ်။ဒီမှာဘာလုပ်မယ်ဆိုရဲ plan ကတော့ဒီဒီနေရာမှာတော့တူတူချာချာမရှိသေးဘူးပေါ့။ မရှိသေးပေါ့အဲ့တော့ဒီဟာကိုပဲဒီကျေနာရှင်တိုက်ဖြစ်တော်လန်ရေးကိုပဲဒီစိတ်တစ်ပိုင်းကိုတိုင်ဘုလိုဟောမလဲကိုတက်နိုင်တဲ့ဘက်ကပေါ့ကိုဘလိုကဘလိုမြူတပုံပဲဖြစ်ဖြစ်တဲတပုံပဲဖြစ်ဖြစ်ပေါ့လေကိုနိုင်တဲ့ဒါပေါ့လေပဲထမ်းပြီးတော့လှုပ်သွားဖို့ပဲရှိတယ်ပေါ့ကျန်တာတော့ကြည်ကြည်မမမရှိဘူးပေါ့နောက်တစ်ခုကတော့ကိုရဲ့တက်နိုင်တဲ့ဘက်စောင့်နေပေါ့ဒါပါပဲ သာလဲသည်ပဲ့ပြင်းဆုံးမှတိတ်ပမချမ်းဘီးရန်စီကတင့်ရအပုဆရာတို့ဆိုတဲ့အတိုင်းစီရီယမ်ဆရာမတွေဟာကိုယ့်ရဲ့တပည့်တွေလမ်းမမရောက်အောင်ပဲ့ပြင်းဆုံးမှတင် जा ပေးရင်လည်းကိုယ်တိုင်လည်းရှိဆောင်လမ်းပြကမတရားမှုတွေကိုလက်တင်မခံပဲရင်းဆိုင်ခဲ့ကြပါတယ်။ရလက်ကလေးနဲ့ပိုင်ဆိုင်မှုအားလုံးကိုစွန့်လွတ်ဆုံးရှုံးခဲ့ရတာဆိုပေမဲ့စီရီယမ်ဆရာမတွေကတော့ဒါတွေကိုမမှုပြပါဘူး။လောကကြီးထဲမှာတရားသဖြင့်စိတ်တန့်ရှင်းစွာရှင်းတန်းနေထိုင်ခြင်းက မတရားမှုထက်မှုမြတ်တယ်ဆိုတာကိုကောက်ကောက်သိရှိနားလည်ထားကြလို့ပဲဖြစ်ပါတယ်ကျွန်မကကျွန်မကဟိုအောက်နေမျိုးနယ်မှာပဲစပြီးတော့အလုပ်တောင်ထမ်းဆောင်နေတယ်ထမ်းဆောင်တဲ့အခါမှာအလုပ်တက်က20လုပ်တဲ့20 21နှစ်ဝန်းကျင်ရှိပြီပေါ့လေအဲ့ဒီအချိန်မှာမှဒီဆက်ကဆာနေပြီးတော့မှအာနာသိမ့်လိုက်တဲ့အခါမှာဟိုဘုံလုံးကဒီအာနာသိမ့်ကိုလက်မခံတော့ဘဲနဲ့ အကုန်လုံးဆန္ဒပြကြတယ်ပေါ့နော်အစသီးတဲ့နေ့မှာပဲအဒီအငွေချင်းတွေနဲ့ချိတ်ဆက်ပြီးတော့မှဒီပေါ့လမျိုးတွေမှာရှိတဲ့လှူရှားမှုတွေမှာဆက်မပါခဲ့ဟိုအဲ့အထိုင်တပိတ်တွေမှာဟိုဌာနကောင်းဆောင်ကလာတဲ့အခါကျတော့ဟိုမှကျမကြီးကခေါင်းဆောင်ပြည်နာကြီးကခေါင်းဆောင်ဆိုပြီးတော့ခေါင်းဆောင်ကိုအဲ့မှာတက်ပြီးတော့မှဖော်ပြကြတယ်ပေါ့နော် CPM မလုပ်ဘူးဒီပြီးလို့ရှိရင်ဒီမတရားတပြင်းအာဏာသိမ်းတာကိုလည်းမခံဘူးပေါ့အဲ့လိုပြောတဲ့အခါမှာဆီယမကပြည်နာကြီးဌာနမှာဟိုတက်ပြီးတော့ဟောပြောတဲ့ ခေါင်းဆောင်၅ယောက်ထဲမှာဆင်မတယောက်ပါတယ်ပေါ့နော်အဲ့လိုပါတဲ့ခါကျတော့လေအဲအဲ့ဒီအဲ့ဒီနေ့မှာပဲနောက်တစ်နေ့ရောက်တဲ့ခါမှာဒီစစ်တပ်ကရောရဲဌာနရောဝင်ပြီးတော့မှာတရင်ဌာနမှာတရင်နေရာလည်းမျက်နှာကြီးပါလာတယ်ပေါ့နော်အဲ့ဒီဟောပြောတဲ့ပုံတွေပါလာတဲ့ခါမှာအဲ့ဒီလူတွေကိုအများကြီးပဲလိုက်ဖမ်းတယ်ဆိုတဲ့တရေကထွက်လာပေါ့နော်ထွက်လိုက်မှာအချိန်ကြီးရှောင်နိုင်တဲ့အတွက်ကြောင့်ကိုဖမ်းဆီးတော့ခံခဲ့ရတယ်ပေါ့နော်အဲနောက်ပိုင်းကြောင်လည်းကြောက်ရောအဲ့လိုပဲသူတို့တွေရဲ့လိုက်ပြီးတော့မှရှာဖွေဖမ်းဆီးတဲ့အတွက်ကြောင့်ကိုဆီမားက ဟိုကိုမြို့နယ်ကိုအိမ်မှာမနေရပဲနဲ့တခြားမြို့တွေတခြားနေရာတွေရှောင်ပြီးတော့နေနေပေါ့နော်ရှောင်တော့မလုံခြုံတော့တဲ့အဆုံးကြပါမှာဒီထိုင်းနိုင်ငံနဲ့ဆောက်ပြီးဆောက်ပြီးရောက်လာတယ်ပေါ့နော်ထိုင်းနိုင်ငံကလည်းအများကြီးကြုံရတယ်အဲ့လိုပြည်တွင်းမှာလည်းပြေးလွှားပြီးတော့တင်းချောင်နေတဲ့အချိန်တော့လည်းဟိုကိုယ့်ရုံမှာအဆူဆောင်ခဲ့တဲ့မြအရာလေးတွေနဲ့ဟိုကသွားလာလှူရှားနေတာဖြစ်တဲ့အတွက်ကြောင့်လို့လေတင်းချောင်နေရတယ်ဖြစ်တဲ့အတွက်ကြောင့်လို့အဲ့ဒီစီးပွားရေးအခြေအနေကလည်းတွေ့ရုံတိုင်းဟိုကြက်တီနိုင်တော့တဲ့အနေအထားမဟုတ်တော့ဘူးလေမဟုတ်တော့တဲ့အခါကျတော့ ီဘက်နိုင်ငံကိုကူလာဖို့အခါကျတော့လည်းပဲကိုကသူတို့ရဲ့စောင့်ကြည့်တဲ့အနေအထားမှာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့လောလောကူကူကူလာလို့မရဘူးပေါ့နော်မရတဲ့အခါကျတော့ဟိုကိုမှဟိုနောက်ဆုံးလက်ကျန်ဖြစ်တဲ့ကိုယ့်ရဲ့ငကလေးကိုပဲရောင်းပြီးတော့မှဇေယိတ်သုံးပြီးတော့ပေါ့နော်အစင်းတွေတလုံးလမ်းကြောင်းလေးနဲ့ဒီဘက်ကိုရောက်ခဲ့တယ်ပေါ့။ဆရာရောက်ချင်းမှာဆရာမအတွက်နေစရာလည်းမရှိဘူး။ဟိုစားတရာလည်းမရှိဖြစ်တဲ့အချိန်မှာအာပန်ပြုတ်လက်ကြောင်းကိုတီထောင်နဲ့ဆရာကြီးကနေပြီးတော့မှဟိုဆရာမကို နေဖို့နေရာပြီးနေတယ်เนาะတော့တမတော်ဘူးအဲ့အိမ်လာခအတွက်အစ်မကြီးတဲ့ကမောင်စီအကြီးကတော့ဝက်စီစီနေတယ်အဲပထမဆုံးရတဲ့ပေးရတဲ့အိမ်လာခကိုကျတော့ဆမရဲ့တပည့်လေးပေါ့เนาะသူကလက်စီကလောက်တယ်ပေါ့ဒါကြတော့ဒီမှာမဟုတ်တခြားတနေလားအော်ဆီယမဒုက္ခရောက်နေရဆိုတာပြီးတဲ့ခါကျတော့သူကဟိုတပည့်လေးနဲ့အောင်လာလမ်းပြီးတော့ကြတော့ကြတော့ကိုယ့်ဆီယမ ဟောတဲ့ကကြတော့အဲ့ဒီမှာအိမ်လာခိုင်ခိုင်စေပြေတော့အောင်မိုင်းလာနောက်ပိုင်းကျလဲကြတော့လောလောလဲဆိုတော့ဆမရဲ့စိတ်ပိုင်းဆိုင်ရာလဲတိတ်ကောင်းဟောပေါ့နော်အဲ့လိုဒုက္ခရင်းများကိုရောက်လာတဲ့ခါမှာဆမအဲဘလိုပဲဖြစ်ဖြစ်ရရအလုံးလုံးနေပေါ့နော်ဒီဒီမှာဒုညနိုင်ငံရောက်လာတယ်ဆိုရင်ဘာဖြစ်ဖြစ်ဒုညနိုင်ငံရဲ့ဘာသာစကားလဲနားမလည်တဲ့ခါကျတော့လေကိုကဘလိုလုံးလုံးပဲရလုံးနေဆိုတော့ အဲ့မှာစစ်ဆောင်ကလေးလေးရှိရေပေါ့နော်ဟိုဒီအဲ့စစ်ဆောင်ကလေးလေးတွေပြီးတော့နိုင်ငံဝါကာကဗာဒမီလေးတွေပေါ့နော်အလုံးအကြောင်းမလာနိုင်တဲ့ဗာဒမီလေးတွေကိုသူတို့ဒီမှာပန်ပြုတ်လက်မှာစာနေမိတယ်ပေါ့အချမအတော့အဲ့မှာစိတ်ပြေလက်ပြောက်စာလာတင်ရင်းနေပေါ့နော် ကျွန်တော်တို့နဲ့အတူတူအဲ့လိုပဲဟိုစာပေါ့နော်ကျွန်တော်တို့ကလာစာတော့မပေးနိုင်ဘူးဒါပေမဲ့လို့ဟိုအတူတူပေါ့မိသားစုလိုမျိုးနေပြီးတော့မှဒီလိုမျိုးကိုယ့်ရဲ့ဝါဒနာအရာပေါ့နော်ပညာလေးပေးလို့ရတယ်ဆိုရင် ကျမအစင်ကြီးလားဘောနော်အဲ့လိုပြောတဲ့အခါကျတော့ကိုကလည်းဝမ်းတောင်ပါတယ်ဘောနော်ဘာလို့ပြောဆရာကြီးကကိုယ့်အကြည့်ဘူးရှင်လို့ပါပဲအခုထိပဲလေအဲ့လိုပဲနောက်အတိမိတ်ဆိုရင်တွန်းလာတဲ့အခါမှာနောက်ထပ်အဲ့ဒီအဝေးရောက်ကြည့်တဲ့အကြောင်းလေးမှလည်းပဲစနေတနေ့မနေ့ဆိုသွားပြီးတော့ဟို volunteer အနေနဲ့စာပွားတင်ပေးတယ်ဘောနော်ကလေးတွေဘာလို့လဲဆိုတော့စိတ်ကအားနေလို့ရှိရင်အစင်မပြေတာလေးပဲအများန်တွေးမိနေတော့လေကိုကလေးတွေနဲ့ပဲစာတင်နေရမယ်ပြီးလို့ရှိရင် ဟိုကိုယ့်ရဲ့ဘဝခက်ခဲတွေကိုလည်းပဲအမောပြေစေနေဆိုပြီးတော့အဲ့ဒီစာတင်တဲ့အလုပ်ကလေးကိုပဲဆက်လုပ်တာเนาะဆက်ရတာမရတာတဲ့ဟိုစိတ်ချမ်းသာမှုကိုပဲဦးစားပေးပြီးတော့လုပ်လိုက်တယ်ဆိုရင်ဇမကအဲ့တပါတိခုရဲ့စိုက်ကိုရေးချင်တယ်တပါတိခုရဲ့လုပ်ရှင်လိုက်လုပ်တယ်နောက်တစ်ခုကကျတော့ပြောင်းဆိုင်ချင်လို့လိုက်ပြောင်းဆိုင်တယ်ပေါ့နော်ပြောင်းလဲလိုက်ချိုးတယ်အဲ့လိုမျိုးဆီမှာအဆုံးလုပ်ခဲ့အဆုံးနောက်ပိုင်းကျတော့ volunteer စာသင်ရင်းနဲ့ဟိုဒီမှာရှိတဲ့ဟို migrant အကြောင်းတွေမှာနောက်ထိုင်းအကြောင်းတွေမှာတက်တဲ့ကလေးတွေရဲ့မိဘတွေနဲ့ထိစမိရပေါ့နော်ထိစမိတဲ့အခါကျတော့ အဲသူတို့တွေမှာသူတို့ရဲ့သားသမီးလေးတွေကိုဟိုပညာကောင်းကောင်းကြားစီခြင်းပဲဘောနော်အဲ့တော့ဆရာမဆရာမနေနဲ့ဟိုမိတ်ဆက်ပြီးတော့မှသူတို့ကဆလာတင်ပေးလို့ရတယ်လာတင်ပေးပါဆိုတော့အဲ့လိုမျိုးနဲ့ပဲအခုလက်ရှိကြတော့သူတို့အိမ်ကြီးမှာလိုက်ပြီးတော့နေဆရာမစာတင်ပေးနေတယ်ဘောနော်ဟောမလုတ်ချင်လို့တော့မဟုတ်ဘူးဒါပေမဲ့ကိုလုတ်ချင်တဲ့အလုပ်တွေရှိတယ်ဒါပေမဲ့ကြွချင်မှုကြတော့ကိုကိုနဲ့မအဆက်ပြန်ဘူးလေကိုရဲ့ကြွချင်မှုနဲ့သူတို့ရဲ့သူတို့လိုအပ်တဲ့အလုပ်နဲ့လို့ရဲ့ကြွချင်မှုနဲ့ကြတော့မတူတော့ဘူးဘောနော် ဒါဆမားတို့ကတောက်လျှောက်မြန်မာပြည်မှာစာပဲတင်လာတယ်လေအနည်း20ကျော်စာပဲတင်လာတဲ့ခါကျတော့လေတခြားဒီမှာရှိတဲ့တခြားနယ်ပယ်ကကျွမ်းကျင်မှုတွေကြတော့ဟိုတိတ်ပြီးတော့မကျွမ်းနိုင်ဘူးပေါ့နော်ဟုတ်တဲ့ခါကျတော့ဒီမှာစာတင်တဲ့အခါမှာ online ကတင်တာလေးရှိတယ် Federal School တွေမှာတင်တာရှိတယ်အဲ့ဒါကြီးကျတော့ E2E တင်ရတဲ့အနေအထားမျိုးတွေရှိတယ်နောက်ပြီးလို့ရှိရင် private ကျောင်းတွေမှာခေါ်တဲ့အခါမှာ E2E တင်ရတာမျိုးရှိတယ်ပေါ့နော်ဟိုဆရာမလက်တလောပေါ့နော်ပြီးခဲ့တဲ့တလားလောက်ကလည်းဒီလက်ဆောင်မှာရှိတဲ့ private ကျောင်းကနေယူမှာဆရာမ history တင်ဖို့အတွက်ခေါ်တယ်ပေါ့နော် ေါ်တဲ့အခါမှာကျမအင်တာဗျူးလည်းသွားတယ်အင်တာဗျူးမှာလည်းအဆင်ပြေတယ်ပေါ့နော်တို့တွေကအဲ့ဒီမှာကိုယ်ကလေးတွေကိုအီတူအီတင်ပေးရမယ်နောက်ပြီးအခါကျတော့ကာရီကူလမ်ကိုကြောက်တော့ရင်တို့ကအော့စဖို့တော်လောက်ကမ်ဘရိတ်တော်လောက်ပေါ့နော်တခုခုရဲ့ကာရီကူလမ်ကိုယူပြီးသင်ရမယ်လို့ပြောတဲ့အခါကျတော့အဲ့ဒီဟာကျမအတွက်လည်း pressure ဖြစ်သွားတာလေ ပရက်ရှာဖြစ်သွားတဲ့ခါကျတော့ဆရာမပြောရလို့ရှိရင်ကျွမ်းကျင်တဲ့ level မဟုတ်တော့ဘူးနော်ဆရာမမြန်မာတင်ဦးနဲ့တင်လာခဲ့တဲ့လူအဒီအနည်း20ကျော်လောက်ရဲ့လုပ်သက်ပြီးနည်း20ကျော်လောက်ရဲ့ service ကမြန်မာမှာပဲရှိခဲ့တာလေအော်ဒီလိုမျိုးနိုင်ငံတကာတင်ဦးနဲ့မရှိခဲ့တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီမှာကူးဖို့ဆိုရင်ဆရာမတို့အခက်အခဲတွေစိန်ခေါ်မှုတွေအများကြီးရှိတယ်လေ့လာရဖို့ပြောချင်တာကလေအလုတ်ကဟိုရှာရင်တော့ရှိတယ်ဒါပေမဲ့ကိုယ်နဲ့အဲ့လို skill မကိုက်တာမျိုးတွေနောက်အသက်အရွယ်ပိုင်းခြားကြောင်း မရနိုင်တာမျိုးတွေဖြစ်တဲ့အခါကျတော့ဒီမှာရှိတဲ့စီရင်ဆရာဆရာမတွေကတချို့ဆိုဈေးရောက်ကြတယ်ပေါ့နော်တချို့ဆိုဈေးရောက်ကြတယ်တချို့ဆိုခြံဆိုင်ကြတယ်ဟိုပထမဆရာမလုပ်ခဲ့တဲ့မျိုးပဲကြုံရလုပ်တယ်လုပ်ကြတယ်ပေါ့နော်အဲ့လိုလုပ်ပြီးတော့မှကိုယ့်ရဲ့ရည်ရည်မျိုးကိုခက်ခဲခဲနဲ့ဖြည့်ရှင်းရတယ်ပေါ့နော်ခုနောက်ပိုင်းဆိုရင် DCM တော်တော်များများကရင်းပွင့်ကြတယ်ပေါ့နော်ပို့ပြီးတလိုက်ရအဝင်းဝိုင်းကတော်တော်များများအစီအရံကိုမေ့နေကြတယ်ပေါ့နော်။ဟောမေ့နေကြတယ်ဆိုတော့လေသူတို့ကိုကျမအနေနဲ့နောက်ပိုင်းစိတ်ပိုင်းဆိုင်ရာလဲပဲကောင်ဆယ်လင်းတွေအများကြီးလုပ်ခဲ့တဲ့အခါကျတော့နည်းနည်းဟို positive thinking လေးတွေ ည်းတော့ရလာတယ်ပေါ့နော်ရလာတယ်ကိုကိုကိုပြန်ပြီးထူထောင်ဖို့အတွက်ဆိုရင်ကိုကကိုပြန်ပြီးတော့ဟိုကောင်စလင်းလောက်ရတာလေးလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးလောက်လာတဲ့ခါကျတော့သူများကိုပဲအပြစ်တင်နေတဲ့အနေအထားမျိုးမလောက်တော့ဘဲနဲ့ကိုရွေးချယ်ခဲ့တဲ့လမ်းလေဒီကကိုရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်ကိုကအမှန်တရားကိုမျက်နှာတွေသူတယောက်ဖြစ်တယ်အဲ့တော့ဘာကြောင့်ဆက်စားခြင်းတွေကဆီမကခံယူထားတာဒီဆီမရဲ့ကိုချင်းသိခါကိုထိပါဆိုပါရင်ဆီမကလုံးဝလက်ခံတတ်တဲ့လူမျိုးမဟုတ်ဘူးအဲ့တော့ပြောတဲ့သူတို့ဆွဆွဲချက်တွေကိုဆီမမခံနိုင်ဘူးသူတို့မဲလိမ်နေမဲခိုးတယ်ဆိုပြီးပြောတယ် ဒါပေမဲ့အဲ့ဒီမဲလိမ်မဲခိုးတယ်ဆိုတဲ့နေရာမှာဆရာမတို့ဥဆောင်ဝေးရွက်နဲ့ဆရာမတို့ရဲ့စီမံခန့်ခွဲမှုအောက်မှာပဲဒီမဲစနစ်ကြီးကသွားတာလေအဲ့အိမ်မဲစနစ်နဲ့သွားတဲ့ဟာကိုအဲ့လိုမျိုးပြောတဲ့ခါဒါဆရာမတို့ရဲ့ကိုချင်းသိမ်းဟာကိုတိုင်းရင်စောကားတာလေတူတူပဲအဲ့လိုမျိုးခံယူချက်တွေနဲ့ဆရာမကဘသူတိုက်တွန်းဆက်ဆောင်မှုမှမရှိဘဲနဲ့ကိုဟာကိုလုခဲ့တာလေနော်အဲ့ဒါကြောင့်မလို့လေအခုချိန်ကြီးစိတ်ကြက်ကခိုက်ပါတယ်ဘလောက်ပဲဒုက္ခတွေပဲရောက်ရောက်ဒီကိုရွေးချယ်တဲ့လမ်းပေါ်မှာနောင်လာရခြင်းမရှိဘူးပဲနော်အာချိုးကလည်းပြောတယ်ပေါ့နော်စီရီယံဘွားကစိတ်ပြက်စရာကြီးပါဘော ဟိုဘယ်သူမှလည်းကဲကြည့်မယ်လို့မရှိဘူးဘယ်သူမှလည်းမကူညီဘူးပေါ့နော်စီဒီအန်နဲ့ဒုက္ခရောက်တာအများကြီးပဲပေါ့အဲ့လိုမျိုးပြောကြတယ်တကယ်တော့အဲ့ဒါတွေကလည်းဟုတ်တယ်လေကိုခံစားချက်နဲ့ပုံပဲပေါ့နော်အဲ့တော့တို့ကလည်းအပြစ်သွားပြောလို့မရဘူးဒါပေမဲ့ကိုယ်ကိုလက်မကြည့်ရအောင်လားဆိုပြီးတော့လေဟိုတစ်ဖက်ကိုအပြစ်ပြောလို့လည်းမရဘူးပေါ့နော် ဒါခုနကဆရာမပြောတယ်လို့ပဲဒါဒီကိုရွေးချယ်တဲ့လမ်းဖြစ်တယ်ကိုကိုတိုင်းလုံနိုင်ငဘိုလေးရမှာကွာအဲဘသူအကူကြီးမှမလို့ပဲနဲ့ဘသူမှအားမကုန်းဆိုတဲ့စိတ်နဲ့ပဲကိုကလုခဲ့တာဖြစ်တဲ့တော့ကြောင့်လေအာကိုကကိုဘလို့ကြုံလာတဲ့ဒုက္ခပဲဖြစ်ဖြစ်ကိုကကိုဖြည့်ရှင်းနိုင်တယ်ဖြည့်ရှင်းနိုင်တယ်လို့လည်းကိုကကိုယုံကြည်ရဲ့ပေါ့နော်အဲဒါကြောင့်မလို့အခက်ခဲတွေခိုက်တန်းဖြစ်ခဲ့တယ်ဒါပေမဲ့လို့အဲ့ဒီခိုက်တန်းမှာလည်းပဲကိုကောင်းကောင်းကြော်လွားနိုင်တယ်ပေါ့နော်ဒါပေမဲ့လူတဘာဝအရာဝန်းနေရတာလို့အာပူဆိုးရတာလို့ရှိတာပေါ့နော်စိတ်ခံစားမှုလို့ရှိတယ်ဒါပေမဲ့ဒါကြီးကအမြဲတမ်းဖြစ်မနေဘူးကိုကိုရဲ့ ခိုင်မာတဲ့စိတ်နဲ့ပဲကိုကပြန်ပြီးတော့အာတင်းပြီးတော့ရှေ့ကိုပြန်ပြီးရှောက်သွားမယ်ပေါ့နော်အဲ့တော့ဘာပဲပြောပြကိုရလာတဲ့အခွင့်အရေးကိုဟိုကိုလာရွေးတဲ့အလုပ်ပဲဖြစ်ဖြစ်ကိုကအရွေးလိုက်တဲ့အလုပ်ပဲဖြစ်ဖြစ်ပေါ့နော်ကိုကတော့အကောင်းဆုံးဖြစ်အောင်အဲ့ဒီလုပ်မှပဲလုပ်ပြီးတော့မှကိုကကိုရှေ့ဆက်မယ်ပေါ့နော်ဒီနိုင်ငံတော်ရဲ့အခြေအနေကဟိုတော့ကိုလည်းကိုတို့တယောက်နဲ့လည်းဖန်တီးလို့ရတာမဟုတ်တဲ့တော့ကြောင့်လေဟောသူကသူသူဘက်ကလည်းစူးစမ်းတာတပိုင်းပေါ့နော်ကိုဘက်ကလည်းကိုရဲ့ရည်ရည်ချက်နဲ့ကိုရဲ့ခံယူချက်နဲ့ကိုမပြောက်ပြက်ပဲနဲ့ ါဒီတိုင်းပဲဆက်ပြီးတော့ဆက်လျှောက်သွားဖို့စိတ်ဆန္ဒတော့ရှိရတယ်နှစ်ကာလတွေကြာလာတာနဲ့အမျှကံရည်တွေအရောက်ပြောင်းပြီးဇင်းရောတွေသာအပေါင်ညောင်းခဲ့ပြီးမြင်ဆရာမကြီးတွေရဲ့ရှင်တွေကနာချီမုံတီးမှုတွေကတော့ယနေ့တည်းထိတည်ရှိနေသေးပါပဲ။ခလီငယ်တွေကိုမတရားမှုတွေမပြုလုပ်ဖို့စာနဲ့တင် जा ပေးခဲ့တဲ့ဆရာမကြီးတွေဟာလက်တွေ့လောကမှာလည်းမတရားမှုတွေကို ကိုတိုင်ကိုချကန့်ကွက်ဖို့ငုံမလေးခဲ့ပါဘူး။လက်ကြည့်မဲ့သူမရှိတဲ့စီဒီယံဘဝမှာကုရွေးချယ်မှုကိုနောင်တရပြီးနောက်ဆုတ်ဖို့ကိုလည်းစိတ်ကူးတဲတောင်မရှိခဲ့ကြပါဘူး။အစစအရာရာမလွယ်ကူခဲ့ပေမဲ့တရားမျှတမှုအတွက်ပြီးဆက်ရဲခဲ့တဲ့စီဒီယံမွန်တန်းတွေကဘဝတစ်လျှောက်လုံးအတွက်လိပ်ပြာလုံခဲ့ပါပြီ။တတွင်တွင်စည်းစဲနေတဲ့စိုင်းရီတွေလိုစိတ်နှလုံးဟာလည်းဘဝတစ်သက်လုံးအေးချမ်းတရားစွာနေထိုင်နိုင်သွားတော့မှာဖြစ်ပါတယ်။